အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ SK Channel ကနေပြောတဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီအာရှရဲ့ပေါ့နော်အရှိတောင်အာရှရဲ့နာမည်ကြီးအဖျော်ရမကကုမ္ပဏီတစ်ခုဖြစ်တဲ့ Typeverse ကုမ္ပဏီရဲ့လက်အောက်ခွဲကုမ္ပဏီတစ်ခုကနေပြောထုတ်လုပ်ထားတဲ့ Meridian Brandy အကြောင်းကိုပြောပြပေးချင်ပါတယ်ကျွန်တော်နာမည်ကတော့ SK ပါခင်ဗျာ Meridian Brandy တွေကို1993ခုနှစ်ကနေပြီးတော့ထိုင်းခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ United Winery and Distillery ကုမ္ပဏီကနေပြီးတော့ထုတ်ဖြန့်ချေရောင်းချခဲ့ရပဲဖြစ်ပါတယ်။ဒီကုမ္ပဏီကအခုလက်ရှိမှာတော့ Thai Beverages ရဲ့လက်အောက်ခံကုမ္ပဏီခွဲတစ်ခုပဲဖြစ်ပါတယ်။ Thai Beverages ကုမ္ပဏီဆိုတော့ကအရှိတောင်အာရှမှာအဖျော်ရံကားတွေကိုထုတ်ဖြန့်ချေရောင်းချနေတဲ့ကုမ္ပဏီကြီးတစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့နာမည်ကြီး product ကဘာလဲဆိုလို့ရှိရင် Chang Beer ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်းသူ့ရဲ့လက်အောက်ခံကုမ္ပဏီခွဲတခုရှိပါတယ်။အဲ့ဒါဘာလဲဆိုရှင် Grand Raya တွေကိုထုတ်လုပ်ဖြန့်ချေရောင်းချနေတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။ဒီ Grand Raya တွေကိုထုတ်လုပ်ဖြန့်ချေရောင်းချနေတဲ့ကုမ္ပဏီရဲ့ share ချုပ်ကိုဒီ Thai Beverage ကုမ္ပဏီကပိုင်ဆိုင်တယ်လို့သိရှိရပါတယ်။ကျွန်တော်ဒီနေ့ပြပြပေးသွားမယ် Meridian Brandy က Brandy အမျိုးအစားပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ Brandy တွေကစပြက်တီးရနေပြီးထုတ်လုပ်တာများပါတယ်။တခြားအသီးရနေပြီးထုတ်လုပ်တာလည်းရှိပါတယ်။ဒါပေမဲ့တခြားအသီးရနေထုတ်လုပ်တယ်ဆိုလို့ရှိရင်တော့အရှိမအဲ့အသီးနည်းမျိုးထည့်ပြီးထုတ်လုပ်လေးရှိပါတယ်။ ဥမာအဖြစ် Apple brand နေ Brandna brand နေဆိုပြီးအဲ့လိုရေးရပါတော့ဒါပေမဲ့ဒီ Meridian brand နေမှာကြတော့အဲ့လိုမရေးထားရင်မယ်လေသူကနက်နက်တီးရနေထုတ်လို့ဒါပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီတို့ရဲ့ထိုင်းလိုကအငွေ့တက်လေးရအချင်းလို့ပေါ့နော်တို့ကထိုင်းနိုင်ငံထုတ်လို့တယ်ဒီလက်လက်ဆက်နက်နက်တီးတွေနဲ့ဒီ brand တွေကိုထုတ်လို့ထားရပဲဖြစ်ပါတယ်ဒီလို local product ကိုအသုံးပြုထားတယ်ဆိုရင်မဲ့လေသူ့ကိုပေါင်းခံတဲ့ copper post တွေဦးတွေကကြတော့ content data ကနေပြီးတော့တိတိကျကျမာယူပြီးတော့မှာပေါ့နော်ဒီ copper post တွေဦးတွေနဲ့ပေါင်းခံချက်လုပ်ထားရပဲဖြစ်ပါတယ် ဒီလိုပေါင်းကန်ချက်လို့ပြောရရှိလာတဲ့အရက်ဖြူတန့်တွေကိုဗမာနစ်ချို့လဲဆိုတော့ limousine တက်တော့ကနေပြောရရှိတယ် limousine ocas ထဲမှာ၄နှစ်နှစ်ချို့မှာထုတ်လုပ်ထားပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်ဒီ limousine ocas တွေကကွန်ညက်တွေကိုနှစ်ချို့နေမှာအသုံးများပါတယ်အမှန်တကယ်တော့ကွန်ညက်နဲ့ brand တွေကအတူတူပဲပေါ့နော်ဘာလို့နာမည်မတူတာလဲဆိုလို့ရှိရင်ကွန်ညက်ဒေတာကနေပြောရရှိရဲ့စပြက်သေးတွေနဲ့ထုတ်လုပ်တဲ့ brand တွေကတခြားဒေတာကထုတ်လုပ်တဲ့ brand တွေထက်ပိုပြီးတော့ပေါ့နော်အရသာထူးကဲပြီးတော့ကောင်းမွန်နေတယ်ကိုတွေ့ရှိရပါတယ် အဲ့ကြောင့်မလို့သူကတခြား brand တွေနဲ့မတူအောင်လို့ပေါ့နော်ရောသွားမှာဆိုလို့သူတို့ data ထွက်ရှိတဲ့ brand တွေကို conscience ဆိုပြီးတော့ဈေးကထုတ်လို့ရောင်းချတာပဲဖြစ်ပါတယ် brand တွေမှာနှစ်ချို့တဲ့အဆင့်ကို၃မျိုးခွဲခြားသတ်မှတ်ထားပါတယ်အဲ့ဒါတွေကဘာလဲဆိုရှင်ပထမတစ်ခုက VS ပေါ့နော် very special သူ့ကိုတော့အ ਨੇ ဆုံးနှစ်ထားရှိပြီးတော့နှစ်ချို့ထားတဲ့ brand တွေကိုခေါ်တာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ VSO ပေါ့နော် very superior opel ဒီ brand တွေကိုတော့ ဝတ္တချက်စီထဲမှာ၄နဲ့အနည်းဆုံးနှစ်ချို့ပြီးတော့ထုတ်လို့ရောင်းချတာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကကြတော့ X ဆိုပေါ့နော် extra O ပေါ့ဒီ brand တွေကိုတော့အရင်တော့ကအနည်းဆုံး၆နှစ်နှစ်ချို့ပြီးတော့ထုတ်လို့ရောင်းချပါတယ်။နောက်ပိုင်း2018နောက်ပိုင်းမှာကြတော့သူ့ရဲ့နှစ်ချို့ရမယ့်တက်တန်းကို၁၀နှစ်ဆိုပြီးတော့ပြုပြင်ကြောင်းလည်းတက်မှတ်ခဲ့ကြပါတယ်။ဒီနေ့ကျွန်တော်ပြပြပေးနေတဲ့ Meridian brand ကကြတော့ VSOB ပဲဖြစ်ပါတယ်။ VSOB ဆိုတော့ကျွန်တော်ခုနအရှိမပြောသွားသလိုပဲပေါ့နော်။၄နှစ် လီမိုဇင်ဩဂတ်စ်ထဲမှာနှစ်ချိုပြောထုတ်လုပ်ထားပဲဖြစ်ပါတယ်ဒီလိုနှစ်ချိုမှာရရှိလာတဲ့ brand တွေကိုသူ့ရဲ့ Thai Master Brander ရဲ့ပြောဆိုချက်ရပါတော့သူကရောဆက်ပြီး blending ရောင်းချတာပဲဖြစ်ပါတယ်ဒီ Meridian brand တွေကိုအခုလက်ရှိ site တွေမှာကျွန်တော်တို့တွားဝယ်မယ်ဆိုရှင်ထူးခြားစွာမြင်တွေ့ရမယ့်အရာတစ်ခုကဘာလဲဆိုတော့ဒီရွှေအောင်စိတ်အဝိုင်းလေးတွေပဲပေါ့နော်အဲ့ဒါပါဆိုရှင် World Spirit Competition 2022တို့မှာသူကရွှေစိတ်စုရရှိထားရဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ် 2019ခုနှစ်တုန်းကလည်း International Wine and Spirit Competition တုန်းကသူတို့ကဆေးပါရရှိထားပါတယ်။နောက်ဆုံး update အနေနဲ့တော့ပြီးခဲ့တဲ့2024တုန်းကလည်း International Wine and Spirit Competition မှာသူတို့ဆေးပါရရှိထားပါတယ်။ဒါပေမဲ့လည်းသူတို့2021တုန်းကရရှိထားတဲ့ဒီရွှေတစိမ့်စုပဲပေါ့နော်။သူတို့မြင့်မြတ်နုံနုံနဲ့ plan တိုင်းမှာချိန်ဆထားတာတွေ့ရှိရပါတယ်။อืมဒီပြိုင်ပွဲတွေဝင်ပြိုင်တော့ကြတော့ဒီဒိုင်နီယာပေါ့เนาะဒီဘရန်ဒီရဲ့ အရေးသွေးပေါ့နော်အငွေ့တက်ကိုအရတာကိုသူကဘလို့ဖော်ပြထားလဲဆိုတော့လက်ဆက်တဲ့နနတ်ဒီရဲ့နနတ်ဒီရဲ့ပေါ့နော်နုညံ့နဲ့အရတာနဲ့အငွေ့တက်ကိုပေးဆက်နေဆိုပြီးတော့ဒိုင်နေရမှတ်ချက်ပေးထားကြပါတယ်။ကြည့်ဒီ brand ကြီးရဲ့ထုတ်လုပ်ထားတဲ့ပုံစံနဲ့သူရဲ့ history ကိုလည်းပြပေးပြီးဆိုတော့သူရဲ့အရတာ profile လေးကိုနိုင်ငံပြပေးချင်ပါတယ်။ကျွန်တော်ဒီ brand ကြီးပေါ့နော်တောက်နေနေမှာ video လုပ်ချင်တာဆိုတော့သူတော်မှတော်တော်လေးအငွေ့ပြန်နေပြီပေါ့နော်။ ကျွန်တော်ရဲ့ blend က900 ml ဖြစ်ပါတယ်သူရဲ့ echo percentage ကကြတော့38%ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ VSOP ပေါ့နော် very superior opal pearl ဆိုတဲ့အသေးပေကကြတော့ echo percentage က whisky တော့လည်းမပြင်းဘူး beer တော့လည်းမပြော့ဘူးနော်အဲ့ဂျားထဲမှာသူကရှိပါတယ်음ကျွန်တော်ဒီကောက်ဝယ်တော့က type bag 925ဘတ်ပေးရတာပေါ့နော်ကြည့်ဒီတော့သူ့ရဲ့အနံ့လေးကိုအချက်ခံကြည့်လိုက် သူ့မှာငရုတ်ကောင်းရဲ့မိဖုတ်ထားရဲ့ဇီးတီးရဲ့ပြီးတော့ရှင် cherry tea ရဲ့ဒီအနံ့ယူပေါ့နော်အကုန်လုံးရောချက်ပြီးတော့ရပါတယ်တောက်ကြည့်လိုက်တဲ့အချိန်ရှာပြားပေါ်မှာတော့တော်တော်လေးတောက်လို့ကောင်းပြီးတော့အဝင်တော်တော်ကောင်းပါတယ်မင်းကလေးတော့ကြိုက်နေတတ်မထင်ပါနဲ့ ပြားရည်ရဲ့အချိုသက်လေးရဲ့ညုတ်ကောင်းရဲ့ spike ဖြစ်တာလေးပေါ့နော်ပျော့ပျော့လေးနဲ့အနေငယ်ကြာချီစွာရရှိပါတယ်နောက်ဆုံးတော့လေကြောင်းကပူပြီးတော့ဆင်းသွားတာပေါ့နော်ပုံမှန်အဖြစ်တော့ brandy တွေကိုဒင်နာစားပြီးတော့ပေါ့နော်ညစာစားပြီးတကယ်ချင်းနဲ့စကားပြောရင်းနဲ့အစာခြေဖို့အတွက်ပေါ့နော်ဆေးဖြစ်ွားဖြစ်တောက်သုံးကြရများပါတယ် brandy ကလည်းဒီ wine ကနေပြီးထုတ်ထားဆိုတော့ဤတောက်ကြပါတယ် room temperature ပေါ့နော်လက်လေးကိုလက်ပူငွေလေးပေးပြီးတော့ပေါ့နော်တောက်သုံးကြပါတယ်ချို့တွေကြတော့ brandy တွေကိုမထည့်ခင်ပါပေါ့နော်ခွက်တွေ အပူခဏပြပြီးတော့ brand နေထဲပါဘာလို့ဒီလိုလုပ်တာလဲဆိုတော့ဒီလိုအပူငွေးရပါဘောเนาะ brand ရဲ့အနက်နဲ့အရသာကိုပို့ပြီးတော့ပေါ်လွင်စေပါတယ်ကျွန်တော်ရဲ့ဒီ whisky အကြောင်းပြောထားတဲ့ video တွေကနေပြီးတော့အရက်တွေကိုအရသာခံပြီးတော့တော်သုံးတတ်တဲ့သူတွေအတွက်ပေါ့เนาะဘူးဒုဒဆုံးရရှိမှလို့ကျွန်တော်မျှော်လင့်ပါတယ်အချို့လည်းရှိမှလို့ကျွန်တော်ထင်ပါတယ်ဘာလို့လဲဆိုတော့ကိုတောက်နေတဲ့ဒီ whisky အရက်ရက်တမိုင်းချောင်းတီးတဲ့ခါကျတော့ဗောနော်ဘလို့ထုတ်လို့ထားတဲ့ပုံစံတီးတဲ့ခါကျပို့ပြီးတော့တောက်300ကောင်းတာဗော ဥပမာအဖြစ်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်လည်းဒီတခြင်းနေနားထောင်နေချိန်မှာလည်းတေးရရဲ့ဖော်ပြထားတဲ့ခံစားချက်သူဘုသူရည်ရွယ်တာလဲပေါ့နော်ဒီအချင်းမျိုးစားဘာမျိုးစားလဲကိုတိထားခါကျနားထောင်ရတာပိုပြီးကောင်းတာပေါ့ဒီလိုကကျွန်တော်တငယ်ချင်းတွေနဲ့တောက်မယ်ဆိုရင်ဒီပလင်းကိုရှေ့မှာချသင်းစင်လေးကြီးပေါ့နော်ပလင်းချောင်းလေးပြောထုတ်လုပ်ထားတဲ့ပုံစံလေးချောင်းလေးပြောလိုက်ပြောလို့ရှိရင်သူ့ရဲ့အရသာချောင်းလေးကိုကိုတိရလေးဖလှယ်လိုက်ကိုမတိလို့ရှိရင်လည်းသူများပြောနားထောင်လိုက်ပေါ့နော်တော်တော်လေး relax ဖြစ်ပါတယ်အခုလိုမျိုးကပ်ဘေးတွေရော တဘာဝဘေးအန္တရာယ်ရောယောဂါတွေရောပေါ့နော်စုံနေတဲ့အချိန်မျိုးမှာကျွန်တော်တို့ relax လုပ်မဲ့ခါကြအခုကို relax လုပ်ဖို့တော့မေ့နေကြတာပေါ့နော်အဲ့အရာတွေကိုကျွန်တော်တို့ relax လုပ်ဖို့မေ့ကြပါနဲ့လို့ကျွန်တော်အကြံပေးချင်ပါတယ်ဒါမဲ့လည်းကျွန်တော်တို့အဲ့လို relax လုပ်ရင်းနဲ့ပေါ့နော်ကျွန်တော်တခုအကြံပေးချင်တာကတော့ဘယ်ယောင်ဆိုတန်ဆေးလုံပေးရှိပါတယ်အဲ့ထက်ပို့သွားလို့ရှိရင်မကောင်းဘူးပေါ့နော်မိတ်ဆွေတင်းရဲ့ပျော်ရွှင်စွာကောင်းတဲ့အခိုက်အတန့်လေးတွေကိုမိသားစုမိတ်ဆွေတငယ်ချင်းနဲ့ဖြတ်သန်းဖို့အမေ့ပါနဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျာ